မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့89နှစ်ပြည့်မွေးနေ့အတွက်မြို့တော်ဝါရှင်တန်မှာတန်ချက်ကကားတွေရဟရင်တွေနဲ့တပ်ဖွဲ့ဝင်ထောင်ချီပါဝင်တဲ့ကြီးမားတဲ့စီးရေးပြပွဲကျင်းပရေးအိမ်မက်ဟာဇွန်14ရက်မှာအကောင့်ထဲပေါ်လာတော့မှာဖြစ်ပါတယ်။အမေရိကန်စစ်တပ်တည်ထောင်မှု250ပြည့်အထိမ်းအမှတ်နေ့အတွက်အဲ့ဒီစီးရေးပြပွဲကိုဒေါ်လာ55တန်ကုန်ကြခံပြီးကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာကမ္ဘာမြေပေါ်မှာရှောက်လန်းနေတဲ့အကြီးကျယ်ဆုံးတိုက်ခိုက်ရေးအင်အားစုဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီစီးရေးပြပွဲက စစ်တပ်အတွက်ဂုံပြူတယ်ဆိုတာထက် Trump အတွက်ပိုများနေတယ်လို့ဝေဖန်သူတွေကပြောပါတယ်။ရွှေပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားရာ Los Angeles တို့အမျိုးသားကာကွယ်ရေးအဆောင်တပ်ဖွဲ့ဝင်တွေနဲ့ Marine တပ်ဖွဲ့ဝင်တွေစစ်လွတ်ထားမှုပါဝင် Trump ရဲ့အာဏာရှင်ပိုဆံလာမှုကိုဇွန်14ရက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့စီးပြပွဲကပြတ်သားနေပါတယ်။ဘရင်တွေမရှိစေရဆိုတဲ့နန်းတော်စနစ်နဲ့အာဏာရှင်ကိုဆန့်ကျင်ကြမယ်ဆန္ဒပြပွဲကို မရိကန်နိုင်ငံတဝန်ဒါဇင်နဲ့ချီတဲ့မြို့တွေမှာပြုလုပ်ဖို့စီစဉ်ထားပါသေး။ဆန္ဒပြသူတွေကအစေးပြပွဲကိုနှောက်ယှက်ဖို့ကြိုးပမ်းမယ်ဆိုရင်ပိုကြီးမတဲ့အင်အားကိုပြတာဖို့ထရန့်ကတိုက်တွန်းထားပါသေး။ဒီစေးပြပွဲဟာပထမပင်လယ်ကွေ့စပွဲပြီးတဲ့နောက်1992ခုနှစ်နောက်ပိုင်းဝါရှင်တန်မှာပြုလုပ်တဲ့အကြီးမားဆုံးစေးပြပွဲဖြစ်လာမှာဖြစ်ပါသေး။ဝါရှင်တန်မှာရှိတဲ့အထင်ကရနေရာတွေစီစစ်သား8000ကျော်ကအကြီးတက်သွားမှာဖြစ်ပါသေး။ထရန့်ဟာသူ့ရဲ့ပထမသမရတက်တန်းအတွင်းမှာပဲ ဆေးပြပွဲတွေကိုသဘောကျကြောင်ဖော်ပြခဲ့ပြီးပါရီမှာကျင်းပတဲ့အပြင်သစ်ဆေးပြပွဲတို့တက်ရောက်ခဲ့ပါတယ်